ဟာဗာညီကိုညီကောင်းချမ်းမချမ်းသာကြပါစေကျွန်တော် YouTube channel လေးဖြစ်တဲ့ MM Football Betting Academy ကိုအားလုံးကိုကြိုးပြပါရစေ။ဒီနေ့မှာ preview လောက်ဝင်မှာပွဲစဉ်ကတော့အုတ်စုဒီက Flamengo နဲ့ Chelsea ဒီပွဲစဉ်မှာ Chelsea ရလည်းပဲ83နဲ့ကိုအောင်ကြီးနဲ့တော့90ပေးထားပါတယ်နော်။ Flamengo ဆိုတာက Brazil ကလပ်ကကနာမည်ကြီးကလပ်ပေါ့ဗျာ။တကယ်ပေါ့နော်။ဒါမှမဟုတ်ကစားသမားအင်အားပိုင်းမှာကြီးမားတဲ့ Chelsea ကတော့အများကြီးတားတာပေါ့။ ဒါမှမဟုတ်ဒါဇီကလာဆိုတော့သူတို့ရဲ့ playing style နဲ့တွားတာပေါ့နော်မတူအစိတ်အပေးယူနေပေါ့နော်တော်တော်လေးကောင်းပါလားဒါဒီနဲ့တင်းစလုံးကတော့အ3မစီရထားတယ်ပေါ့နော်3မကိုစီရထားတယ်အဗရာမင်ဂိုရှိဆိုလို့ရှိရင်အာဖရိကအတင်းကဒါစပွန်ကိုပြူးစင်းနိုင်တာတွေ့ရတယ်ချဲစီအတင်းကတော့လော့စ်အန်ဂျလီယာပြူးစင်းနိုင်တာလည်းတွေ့ရတယ်ပေါ့နော်အဲ့ဒါတင်းလုံးဟတ်တူဟတ်တော့မရှိပါဘူးလေ နိုင်ဂျီယာနှုန်းမှာတော့ဖလာမင်ဂိုက29ရာခိုင်နှုန်း၊ချဲစီက52ရာခိုင်နှုန်းဆိုမှပေးထားတာတွေ့ရတယ်။ Wants to ask ကိုကြည့်လိုက်မယ်ဆိုရင်ဖလာမင်ဂိုအနိုင်ကို3.70ပါเนาะ။တေကို3.50ချဲစီအနိုင်ကိုနဆနေပါလောက်ပေးထားတာပေါ့နော်။ဒီပွဲစဉ်မှာ Wants ဝယ်ရမယ့်ညီကိုတွေကျွန်တော်ကိုပေါင်းအောက်ကိုထိုးဖို့အကြံပေးခြင်းနေပါเนาะ။ Under 2.5ကို ီလို့ရှိရင် protein တို့ score no ဆိုတော့ဒါတခုခုအကြံပေးခြင်းနဲ့ပေါ့နော်မြန်မာပေါက်သေးလေးမှာတော့ body မှာကျွန်တော် filament ကိုအသင်းမဲ့ကြိုက်ပါတယ်ဘယ်ရတော့အောက်ဆူစီကဘိုင်ယံမြို့နယ်နဲ့ဘိုကာဂျူနီယာတို့ပွဲစဉ်ဖြစ်တဲ့ဘိုင်ယံအကဲအနေလုံး90နိုင်နဲ့ဂိုးပေါင်းကြီး340ဆုံးပေးထားတွေ့ရတယ်။တဘိုကာဂျူနီယာမှာဆိုကစားသမား2ဦးအနီးကရှိတယ်ပေါ့နော်။ဒါအဓိကတတိထာမှာဒါစပိန်ကဟက်တာဟာရဲရာရဲ့ဖီဂယ်ရဲ့ဒီကစားသမား2ဦးအနီးကရှိတယ်ပေါ့နော်။ တယောက်ကတော့နောက်တန်းကဖြစ်တယ်တယောက်ကကွင်းလင်အဖြစ်တယ်ပေါ့နော်အဘိုင်ယာမြူနစ်ဆိုတာတော့ဒါဖွင့်ပွဲမှာဗျာတအားသူတို့တွဲတွဲတယ်ပေါ့နော်အော့ကလန်စီးတီးဆိုတာတော့ဘာမှမဟုတ်ပါဘူးတွေးဘူးလေးချင်းကလောက်တော့ပဲရှိမှာပေါ့နော်အခုကြမှာတကယ်ကြည်ကောင်းမှာပေါ့နော်ဘူကာဂျူနီယာဆိုတာတကယ်အာဂျင်တီးနားမှာဆိုတာအထင်ကြီးတကယ်နာမည်ကြီးတင်တင်ဖြစ်တယ်ပေါ့နော်ဒီနေ့တင်းကိုကြည့်လိုက်မှဆိုရင်အရင်တော့ head to head တွေပဲလည်းမရှိပါဘူးလေ။ဖိုင်ယန်ကလည်းဒါအော့ကလန်စီးတီးကို တန်ဂျီနဲ့နိုင်ထားတယ်လို့ဘူကာဂျူနီယာလည်းဘမ်ဘီကာကိုတူးတူးကြားထားတာဆိုတော့တော်တော်ကြီးကောင်းတယ်ပေါ့နော်ဒီပွဲစဉ်မှာနိုင်ဂျီးရီးယားတော့မှာတော့ဘိုင်ယန်မြူနစ်က83ရာခိုင်နှုန်းပေးထားပါတယ်ဝိုင်းစ်တူအော့စ်ကိုကြည့်မှဆိုရင်ဘိုင်ယန်အနိုင်ကို98ပြားတရီကို6ဆဘူကာဂျူနီယာအနိုင်ကို10ဆပေးထားပါတယ်ဒါဝိုင်းစ်ပဲရိုက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဒါဘာမင်းနဲ့အနိုင်ကိုရိုက်ဖို့အကြံပေးခြင်းနဲ့ပြီးရင်ဘိုတင်းတူစကောနိုးပေါ့နော်နိုးကိုအကြံပေးခြင်းပါတယ် အမြင်မှာပေါက်ကြီးတွေမှာတော့ body မှာကျွန်တော်ဘိုင်ယန်မြင့်တဲ့ body ကြိုက်ပါတယ်ကျွန်တော်ထင်တာ 2C 3C လောက်တော့ဖြစ်သွားဖို့များနေတယ်ပေါ့နော်ဘိုင်ယန်ရဲ့နောက်ပိုင်းအခြေအနေကြောင့်လည်းပင်ပုကဂျူနီယာမှာလည်းကစားသမားနှစ်ဦးလည်းအနီးကရှိရဆိုတော့ဘိုင်ယန်ကပဲ 2C မှ 3C လောက်နိုင်ကောင်းလို့ကျွန်တော်တုံ့တက်မိပါတယ်ဘက်ကင်တပွဲကတော့ဒါ European Championship United က Netherlands အထက်နဲ့ England အထက်တို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်ဒါကတော့ round 3ဖြစ်တယ်ပေါ့နော် group အနေနဲ့ကြည့်မယ်ဆို group B ပွဲစဉ်ဖြစ်ပါတယ် Netherlands အတင်း6မှာ England အတင်းနံပါတ်ရထားတာပေါ့နော် England အတင်းတော့ရှုံးမရှိသေးဘူးပေါ့ဗျာ England အတင်းတိုက်စစ်ကတော်တော်မြိုင်နေဗျာခြံစစ်ကလုံးဝမကောင်းပါဘူးဆန်နော်ဝေးကိုတူတူကြတယ် Germany ကို5-5ကြထားပါတယ် Netherlands အတင်းကတော့သူဆော့ထားတဲ့နံပါတ်ကိုကြည့်မယ်ဆိုရင် Germany 3-0နဲ့ Norway 2-0လုံးဝခြံစစ်ကတကယ်ကောင်းတာတွေ့ရတယ်ပေါ့နော် ဟက်တူဟက်၅ကြိမ်ကိုကြည့်မှဆိုရင်အင်္ဂလန်က၃ကြိမ်နဲ့တစ်ကြိမ်သေးတစ်ကြိမ်ကနယ်သာလန်သေးနိုင်တာတွေ့ရတယ်။ wins to odds ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့နယ်သာလန်အသင်းအနိုင်ကတော့၄၀နီးပါးပေါ့နော်။တရေလည်း၄၀နီးပါးလောက်ပြီးထားပါတယ်။အင်္ဂလန်အနိုင်ကို85ပြားပြီးထားတယ်ပေါ့နော်။ဒီပွဲစဉ်မှာဖွင့်ထားတဲ့ body ကြီးကတော့အင်္ဂလန်အသင်းတစ်လုံးတွင်းအဲ60နိုင်ပေါ့နော်ဂိုးပေါင်းကြီးကတော့3လုံးကို90စားလောက်ဖွင့်လာတာတွေ့ရတယ်။အဲကျွန်တော်ကတော့ဒီပွဲမှာရွေးချယ်ပေးရမှာဆိုရင်နယ်သာလန်အသင်းရဲ့ ဒါပေါ့နော်အ ਨੇ ဆုံးကျွန်တော်တို့ဒီဘွဲမှာဝမ်းဆွဲရမယ့်ညီကိုတွေတော့ကျွန်တော်ကနယ်တလန်အတင်းတရေရမို့အနိုင်ပေါ့နော်18ဆိုတဲ့ဟာကိုကျွန်တော်ရွေးချယ်ပေးခြင်းနဲ့ပြီးလို့ရှိရင် boarding to score yes ဆိုတာရွေးချယ်ပေးခြင်းနဲ့ပေါ့နော်မြန်မာပေါက်ကြီးတွေမှာတော့ကျွန်တော်နယ်တလန် body ကြိုက်ပါတယ်ဒီနေ့ကျွန်တော်အများကြီးမရွေးချယ်ထားပါနော်အများကြီးရွေးချယ်ထားရင်လည်းအစိမ့်မပြေဘူးအများကအမားတွေအများနေတယ်အခုတော့ ဘောနမွဲပေးလိုက်တိုင်းမားနေတာတည်းအများနေတော့အများကြီးမရွေးချက်တော့ပါဘူးဒီနေ့က၃ဘွဲပဲပေါ့နော်ချဲစီနဲ့ဖလာမင်ဂိုမှာဆိုရင်ဒါဖလာမင်ဂိုနဲ့၉ပေါင်းအောက်ပေါ့နော်ဘိုင်ယန်နဲ့ဘိုကာဂျီနေရာမှာဆိုတော့ကျွန်တော်ဘိုင်ယန်ဘော်ဒီရွေးထားတယ်ပေါ့နော်အဓိကကျွန်တော်ကြိုက်တာပေါ့နော်ပြီးလို့ရှိရင်ဒါ United ဘွဲစင်မှာဆိုလို့ရှိရင်နယ်သာလန်ပေါ့နော်နယ်သာလန်တင်းရွေးချက်ထားပါတယ်ဒီကိုတော့အတော့အဆင်ပြေကြပါလိမ့်ကျမ်းမှန်ချမ်းသာကြပါလိမ့်ကျွန်တော်အားပေးတဲ့လူတွေအားလုံးလည်းတဦးတယောက်ချင်းကိုချီးကျူးတင်ပါတယ်ပေါ့